ဒီနေ့ကြားတဲ့နှုတ်ကပတ်တော်လေးကတော့ကျွန်တော်တို့တွေယုံကြည်ခြင်းအကြောင်းပဲဖြစ်ပါတယ်ယုံကြည်ခြင်းဆိုတာဘာလဲဆိုရင်ဝိညာဉ်ဆိုင်ရာအတ္တတာမှာမမြင်တွေ့တော်ညာလဲပဲအမှန်တကယ်ရှိတယ်လို့သိနေတဲ့အရာကိုရှောက်လန်းပြီးလက်ခံနေခြင်းပဲဖြစ်ပါတယ်ဒီအရာတစ်ခုကကျွန်တော်တို့မကြုံရသေးဘူး ဒါမဲ့အမှန်တကယ်ရှိတယ်ဆိုတာကျင်းတည်တယ်လို့ယုံကြည်ပြီးတော့အဲ့ယုံကြည်တဲ့အတိုင်းကိုယ့်ဘဝအသက်တာကို ရှင်သန်နေခြင်းကယုံကြည်ခြင်းပဲဖြစ်တယ်။ဥမာလေးတစ်ခုဆိုလို့ရှိရင်တည်ခြင်းရဲ့အခြားတစ်ဖက်မှာကောင်းကင်နဲ့ငရဲရှိတာကိုကျွန်တော်တို့ခရိယံဘာသာဝင်တွေယုံကြည်တယ်။အဲ့ဒီယုံကြည်ခြင်းဟာကျွန်တော်တို့ဘဝမှာအမှန်တကယ်တွေ့ကြုံပြီးပြီလား။ ဘာဖြစ်လို့လဲဆိုတော့တေွားတဲ့လူတွေက ပြန်ပြီးရှင်ပြန်လာတယ်အသက်ရှင်ပြီးနေထိုင်ကြတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ရဲ့ဘဝမှာမကြုံဆုံရသေးဘူးသို့တော်ညာလည်းပဲဒီအရာဟာ အမှန်တကယ်ရှိပါတယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့တွေဟာရှင်သန်နေကြတဲ့ဟာကိုယုံကြည်ခြင်းလို့ခေါ်ပါတယ်ဒါပေမဲ့အဲ့လိုရှင်သန်လာတဲ့အခါမှာလဲကျွန်တော်တို့ရလာတဲ့ယုံကြည်ခြင်းကလည်းပဲမတူတော့ပါဘူး ျွန်တော်တို့တရားဆိုတာဟာလေးနဲ့လွန်အားကြီးလို့အချိန်ယူပြီးတော့မှတဖြည်းဖြည်းနဲ့နားလည်ခွင့်ကိုပေးတာဖြစ်ပါတယ်ကျွန်တော်တို့ငငယ်တုန်းကတိခဲ့တဲ့ဖျားတရှိခြင်းနဲ့အခုဖျားတရှိခြင်းကိုကျွန်တော်တို့ရှောင်လန်းခဲ့တဲ့အသက်တာပေါ်မူတည်ပြီးလားလားမှမတူတော့ပါဘူး ဒါကြောင့်မလို့ဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာဒီယုံကြည်ခြင်းအသက်တာကိုသခင်ခွတ်တော်ကဘာပြောပြလဲဆိုတော့သူ့ကိုယုံကြည်ရဲ့နဲ့တေခြင်းကိုမကြုံရဘူးတဲ့ဒါပေမဲ့လို့အဲ့တေခြင်းကိုမကြုံရအောင်သူပြောတဲ့စကားကိုတော့ကြင်ကြံနေထိုင်ရမယ်လို့စပြီးတည်လိုက်တဲ့အခါမှာကျမ်းတပ်ပုဂ္ဂိုလ်ဖာရီရှဲတွေဂျူးလူမျိုးတွေနဲ့တခင်ခွတ်တော်နဲ့စကားအခြေတင်များကြပြီးနောက်ဆုံးပိတ်မှာဘလောက်အဆင်ဖြစ်သွားလဲဆိုတဲ့အခါကျရင် ဂျူးလူမျိုးကျန်တဲ့ပုဂ္ဂိုလ်တွေကဂဲလိုက်ရှာပြီးတော့သခင်ခရစ်တို့ဂဲနဲ့ပေါက်တတ်မယ်ဆိုတဲ့အဖြစ်အခြေအနေမှာအဆုံးသတ်သွားတာလေးကိုဒီကနေ့ဧဝံဂေလိကျမ်းမှာကြားခဲ့ရပါတယ်ဆိုတော့သခင်ခရစ်တော်ရပြောတဲ့စကားကိုသူတို့မယုံဘူးတကယ်ကွတ်တော်ကိုဘာလို့ထင်သွားလဲဆိုတော့နဆိုးဆွဲတဲ့လူပောက်တက်ကြရီရှောက်ပြောနေတဲ့ပုဂ္ဂိုလ်လို့သူတို့နားလည်သွားပါတယ်။သို့တော်ညာလည်းပဲယုံကြည်ခြင်းကိုရှင်သန်တဲ့ ပုပ်ကူရဲ့အကြောင်းကိုတော့ဒီကနေ့ပထမကျမ်းစာမှာပြန်ကြားခဲ့ရတာဖြစ်ပါတယ်အဲ့ဒါကဘယ်လိုလဲဆိုရင်အေဗရန်ကနေပြီးတော့အေဗရာဟမ်လို့ခေါ်ခြင်းခံရတဲ့အဖအေဗရာဟမ်ရဲ့အသက်တာပဲဖြစ်ပါတယ်ကျွန်တော်အဖအေဗရာဟမ်ရဲ့အသက်တာကိုဖတ်ကြည့်တဲ့အခါမှာတွေ့ရတဲ့အခါမှာဘာတွေ့ရလဲဆိုရင်အဖအေဗရာဟမ်မှာ၃ချိန်၃ခါဘုရားသခင်ကသူ့ရဲ့ယုံကြည်ခြင်းကိုစမ်းသပ်ခဲ့တာတွေ့ရပါတယ် ်သူဘလောက်တောင်ဖះပြောတဲ့စကားကိုယုံကြည်တယ်လဲဆိုတာကိုပထမတစ်ချက်ကပါလဲဆိုတဲ့အခါကျရင်အစ်ဗရာဟံ ਨੇ မင်းနေနေတဲ့မြို့ကနေအမျိုးတွေကနေအဲ့ဒီနေရာနေထွက်ပြီးငါဂရိထားတဲ့နေကိုမင်းလာခဲ့ပါလို့အစ်ဗရာဟံကိုတောင်းဆိုတဲ့အခါမှာအစ်ဗရာဟံကဖះပြောတဲ့စကားကိုယုံကြည်တယ်သူရဲ့ comfort zone လို့ခေါ်တဲ့နေနေကြနေရာစားနေကြစကြက် အတိုင်းအဝိုင်းတွေရှိတဲ့နေရာကိုစွန့်ပယ်ပြီးတော့မှသူ့မိမရဲ့သူ့ရဲ့သူ့ Lord ရဲ့သူ့ရဲ့ခြေကျုံနေတဲ့သူ့ရဲ့ပိုင်ဆိုင်တဲ့အရာတွေအကုန်လုံးဆွဲထုတ်ပြီးတော့မှဘုရားသခင်ဂရိထားတဲ့ဘယ်နေရာကိုသွားရမှန်းမသိတဲ့နေရာကိုသူထွက်သွားခဲ့ပါဒါကြောင့်မလို့အာဗြဟံရဲ့အကြောင်းကိုကျွန်တော်တို့ဖတ်ကြည့်တဲ့အခါမှာပထမဆုံးဘုရားသခင်ကအာဗြဟံရဲ့ယုံကြည်ခြင်းကိုမင်းနေရာကနေ comfort zone တတောင့်တတာရှိတဲ့နေရာကနေထွက်လာပြီးငါပေးတယ်မင်းမသိတဲ့နေရာကိုမင်းထွက်ဆိုပြီးတော့မှလက်လွတ်ပေးလိုက်ပါဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအတ္တမှာလည်းလက်လွတ်ချေလွတ်နဲ့လုံတိုင်းမအောင်မြင်ပဲနဲ့အကောင်းဆုံးကြိုးစားပါနဲ့နဲ့ကြာဆုံးနေလို့ရှိရင်ဘုရားသခင်ရဲ့အကောင်းဆုံးအကြံစီတော်ရှိနေတယ်ဆိုတော့ကိုကျွန်တော်တို့ခွန်အားယူတတ်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘုရားကပြစ်မထားလို့ပဲဖြစ်ပါတယ်။ဒုတိယတစ်ခေါက် အဖအာဗြဟံကိုဘယ်မှာစုံစမ်းလဲဆိုရင်ဘုရားသခင်ကအဖအာဗြဟံကိုပြောထားပြီးမင်းရဲ့ generation ကတဲတောင်မှာရှိတဲ့တဲလုံးလေးတွေကဲ့သို့ပွားများမယ်ဆိုပြီးအသက်ရဲ့ကြီးရင်တဲ့အခါမှာတားလေးဣဇက်ကို ပေးလိုက်ပါတယ်ဣဇက်ကိုပေးပြီးတဲ့အခါမှာအဖအာဗြဟံကိုဘုရားသခင်ကယုံကြည်ခြင်းမှာဘာတောင်းဆိုလဲဆိုတော့မင်းရဲ့တူဦးသောသားကိုတဲ့ငါ့အတွက်ပူတော်ပေးရမယ်လို့တောင်းဆိုတဲ့အခါမှာလေအဖအာဗြဟံကယုံကြည်ခြင်းမှာခိုင်မြဲခဲ့ပါတယ် မောင်ဟော်ရပ်ကိုနော်အဲတောင်ပေါ်ခေါ်သွားပြီးတဲ့အခါကြလို့ရှိရင်ဣဇက်ကိုတတ်မယ်လို့ sincerely ပူဇော်တော့လုပ်တဲ့အခါမှာဘုရားသခင်ကသူ့ရဲ့ယုံကြည်ခြင်းကိုကြည်ပြီးတော့မှဣဇက်ကိုပြန်ထုတ်ပြီးချုပ်မာညိနေတဲ့ဒီစိတ်တငယ်ကို ram ကိုတတ်ခံခဲ့တယ်ဆိုတဲ့အကြောင်းကိုဒုတိယကျွန်တော်တို့တွေ့ရှိရပါတယ်။ဒိဗေကဘာလဲဆိုတော့တိတ်ချရတယ် ဖះလည်းဂရိထားထားပြီးသားစကားဖြစ်နေတယ်ဒါပေမဲ့ဖះပြောတာကိုယုံတယ်ခိုင်းတဲ့အတိုင်းလုပ်တယ်သူလှုပ်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ဘဝအတ္တမှာအဖာအာဗြဟံဆိုပြီးနာမည်ရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်မို့တစ်ခါတစ်ခါကြလို့ရှိရင်ကျွန်တော်ရဲ့ဘဝနဲ့ရှင်သန်ပြီးဒီအကြောင်းအရာလေးကိုထောက်ကြည့်တဲ့အခါမှာ obedience လို့ခေါ်တဲ့အကြီးအကဲရဲ့ခိုင်းစီချက်တွေရဲ့ဘဝအတ္တကိုကျွန်တော်ထောက်ရှုမိတဲ့အခါမှာတစ်ခါတစ်ခါကြရင်ဘဝနဲ့မတိုက်ဆိုင်ဘူး ကိုယ့်ကိုယ်လည်းနှိမ်တယ်ကိုယ့်ရဲ့အကြံစီတွေကိုလည်းဖျက်ဆီးလိုက်တယ်လို့ခံစားရတော့ညာလည်းပဲအဲ့ဒီဘဝကိုနားထောင်ခြင်းနဲ့ဖျက်သန်းတဲ့အခြားတစ်ဖက်မှာဘာတွေ့ရလဲဆိုရင် comfort ဘဝမှာတက်တောင့်တတာနဲ့နေထိုင်ရတဲ့အခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးတယ်ဆိုတာကိုကိုယ့်ဘဝနဲ့ရှင်ပြီးခံစားရတွေ့ကြုံမှုပါနောက်ဆုံးကတော့ဒီနေ့ပထမကျမ်းစာမှာပြောတဲ့အချက်မှာ circumcision လို့ခေါ်တဲ့အဖအာဗြဟံကိုသူ့ရဲ့ generation တွေကိုအသားလေးမင်္ဂလာပေးခိုင်းပါတယ်ဆိုယုံကြည်ခြင်းကိုကြည့်တဲ့အခါမှာပထမတော့ကိုနဲ့စတယ်ပြီးသွားတဲ့အခါမှာကိုသားနဲ့စတယ်ပြီးသွားတဲ့အခါကျရင်ကို generation တွေကိုဘုရားသခင်ကကိုအားဖြင့်တောင်းဆိုနေတာကိုတွေ့ရှိရပါတယ်အဖအာဗြဟံကတော့ဘုရားခိုင်းအကုန်လုံးမင်းတို့ကြေးကျွနေရစအသားလိမင်္ဂလာယောက်ျားတွေခံရမယ်ဆိုပြီးခိုင်းစေတဲ့အခါမှာနောက်ဆုံးပိတ်အဖအာဗြဟံကိုဆုပေးခဲ့ပါတယ်အဲ့ဆူကဘာလဲဆိုမင်းကို အေဗြဟံလို့မခေါ်ဘူးတဲ့အေဗြဟံလို့ခေါ်မယ်တဲ့ယုံကြည်ခြင်းရဲ့ဖခင်သောကျွန်တော်တို့တူဦးစီရဲ့ယုံကြည်ခြင်းကိုထည့်သွင်းနားတော့မလဲပါဘူးဒါပေမဲ့လို့ယုံကြည်ခြင်းနဲ့ကြိုးစားလျှောက်လန်းရအောင်အလုံးကိုဖိတ်ခေါ်ပါတယ်အလုံးခြေသေးပြမတည့်ရလဲစုပန်ကြရအောင်